အားလုံးလေးမင်္ဂလာပါဗျာခုတစ်ခါမှာတော့မန္တလေးမြို့မှာငလင်းကလည်းအဆက်မပြတ်လုံးမိုးကလည်းရွာမန္တလေးမြို့တူမြို့သားတွေအနည်းကဲမှစီလို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာမန္တလေးမြို့မှာတော့မိုးရွာနေပြီဗျာနော်ဇာတိဦးထွန်းလည်းပြောတဲ့ဧပြီလမှာလာလေလောက်ပါပေါ့နော် မုန်တိုင်းတွေမိုးတွေလာမယ်ဆိုတာလည်းမှန်တယ်ဗျာနော်ဒီကြလို့ရှိရင်ငလင်လုတ်ပြီးမှ82နာရီအတွင်းမိုးရမယ်ဆိုတာလည်းမှန်တယ်ဗောနော်သူက82နာရီတော့နည်းနည်းကြော်သွားတာဗောနော်ဘလို့လို့တော့မိုးရတာဗောနော်အဓိကကျွန်တော်ကပြောချင်တာကတော့ငလင်လုတ်ပြီးမှဒီလိုမိုးရလို့ရှိရင်အန်တရယ်ဗောနော်ဟောတနေ့ကလည်းတစ်ခါပြောပြီဗျာဟောတနေ့ကပြောတာတော့မိုးမရတော့တဲ့ရမှုအားနည်းနည်းနည်းမယ်ထင်တယ်ဗျာနော်အခုကမိုးရတော့နည်းနည်းပြောချင်တာဗျာနော် အန်ဒီရဲ့သတိပေးချက်ပေါ့နော်ဒီလိုမိုးရွာလိုက်လို့ရှိရင်ပေါ့အဲငလင်ကြောင့်အိမ်တွေပါတွေအက်ထားလို့ရှိရင်အဲ့ဒီအက်ကြောင့်ကနေရေတွေဝင်လာတတ်တယ်လို့နော်အဲ့ဒီမှာကိုယ့်အိမ်မှာစင်ထားတဲ့လက်စမီဂျူအချို့တွေပေါက်နေတာပြဲနေတာတွေရှိတတ်တယ်နော်အဲ့ဒီကနေတဆင်ပေါ့နော်လူတွေကိုလက်စအန်ဒီရဲ့ရှိစေနိုင်တယ်လို့နော်လက်စသုံးဆွဲရင်ပလက်ပေါက်တွေရေဆူမဆူအထုဗျူးဆိုင်ကြပေါ့နော်ပြီးကြရင်ဒီလိုမိုးရွာလိုက်လို့အော်ပြူခန်းကြီးအိမ်တွေပေါ့နော် ့ငလင်ကြောင့်ဆူဆူဝါဝါထိခိုက်တဲ့အိမ်တွေပေါ့နော်ပြိုပြက်နိုင်တယ်လို့နော်အဲ့ဒါကြောင့်မို့အိမ်အမြင့်မှာနေတဲ့လူတွေငလင်တန်ထိထားတဲ့လူတွေနဲ့အဲ့ဒီအိမ်အမြင့်ဘေးပတ်ဝန်းကျင်ကလူတွေနည်းနည်းတော့ view စိုက်ဖို့လိုမယ်ဗျာနော်နောက်တစ်ခုကတော့မြေကျွန်းချင်းအနေပေါ့နော်ဒီရဲ့မိုးရွာလာလို့ရှင်မြေတွေကပျော့ဣပြီးမှငကိုတုံးကငလင်ကြောင့်အက်ကွဲနေတဲ့မြို့တွေကအလွယ်တကူပိုပြီးမှပျက်စီးဣပျော့နိုင်တယ်လေနော်အဲ့မှာမြေကျွန်းချင်းဖြစ်နိုင်တယ်ပေါ့နော်မြေကျွန်းသွားပြီဆိုရင်အိမ်တွေကလည်းဟန်ချက်ညီမညီတော့ဘဲနဲ့ သူကပြိုကျနေတယ်ပေါ့နော်လမ်းတော်လမ်းလာနေပေါ့နော်အဲ့ဒါတွေလည်းဂယူးဆိုင်ကြပြန်နော်ဆိုင်ကစီးနေရင်မြေအဆောင်သွားရင်လည်းဒါကဆိုင်ကအက်ဆီဒန့်ဖြစ်နိုင်တယ်နော်ကားလည်းအလားတူပဲပေါ့နော်လမ်းလျှောက်တဲ့လူလည်းအလားတန်တူပဲပေါ့နော်ဂယူးဆိုင်ဖို့တော့လုံမယ်ဗျာနော်ပြီးရင်တောင်ဆောင်အောက်မှာနေတဲ့လူတွေနော်တောင်ကဘာအောက်မှာနေတဲ့လူတွေပေါ့နော်ငလင်ကြောက်မြေတွေကထိခိုက်ထားပါပေါ့နော်လူတွေကမျက်စိနဲ့မမြင်ရဘူးပေါ့နော်အဲ့ဒီမိုးရေတွေကစိတ်မစိတ်မီမြေတွေကပျော့ဤပြီးမှကြက်ကနေတဲ့ကြောက်ခဲလုံးတွေကပြုတ်ကျလာနိုင်တယ်လို့နော်မြေပြိုနိုင်တယ်ပေါ့နော် လမ်းပြိုနိုင်တယ်ပေါ့နော်ဟိုင်းဝေးသွားတဲ့လူတွေလည်းအထူးပြုစိုက်ပြန်တော့တောင်ကုန်းတောင်တန်းမြင့်တဲ့နေရာမှာနားခိုမှုမလုပ်ဖို့ပေါ့နော်နည်းနည်းတောင်ကုန်းတောင်တန်းလွတ်တဲ့နေရာတွေကိုယ့်ရဲ့ကားလမ်းအောက်မှာကဘာမြင့်တဲ့နေရာတွေမှာဆိုမနားနဲ့ပေါ့ဗျာနော်နည်းနည်းကဘာမရှိတဲ့နေရာမျိုးတို့ကိုယ့်ရဲ့ဘေးဝဲရတစ်ဖက်တစ်ချက်စီမှာနိုင်ရန်အမြင့်ကြီးတောင်အမြင့်ကြီးမရှိတဲ့နေရာမျိုးမှာရှာနာကြပါလို့နော်ဒါကငလင်ဖြစ်ပြီးမှဖြစ်တတ်တဲ့အန်ဒီရဲ့အကြောင်းတရားတွေလေနော်အခုကလက်ငင်းမိုးရွာနေတယ်ဆိုတော့ဒီအန်ဒီရဲ့လေးတွေကကြောက်ရောက်နိုင်နေကြနော် နောက်တစ်ခုကမိုးရွာလို့ရှိရင်เนาะတောက်သုံးရေတန်တန်ဆင်ဆင်တောက်သုံးဖို့အရေးကြီးတယ်ဗျာเนาะတန်နိုင်ရေတန်းကိုတောက်ကြပါတော့အစင်ပြေတဲ့လူကတော့ငကိုတရရေတန်းတောက်သွားလို့เนาะအစင်ပြေတဲ့လူတော်တော်များများတော့အခုချိန်ထိရိုးရိုးရေတွင်းကရေတွေเนาะတောက်ရတာလို့အဲ့ဒါတွေကတေချာဒီလူတစ်ဆိုင်ကြိုချက်ပြီးမှတောက်ပါတော့เนาะမြစ်ပေးမှနေတဲ့လူတွေဆိုပို့ပြီးမှသတိထားဖို့ဗျာเนาะဝယ်လုံနာတဲ့လူတွေကတချို့ကအခုချိန်ထိဟောမတမကေထုတ်လာရတယ်ဘူးလေเนาะခနာကိုယ်တွေမတဲထွက်လာရတယ်ဆိုတော့အပုတ်ရေတွေကเนาะ အဲ့ဒီရဲ့အက်တက်ထဲရနေမှာတဆင့်ရေစီးကြောင်းရနေမှာတဆင့်မြေအောက်ထဲเนาะမြစ်တွေထဲစီးဝင်တော့တာတော့เนาะအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့တောက်တုံးရေတဲ့ကိုရောက်လာရင်เนาะကာလာဝမ်ယောဂါတို့ဝိုင်းရှော့ဝမ်ပြက်ယောဂါတို့ခန္ဓာကိုယ်ရာရာချင်းအခုပိတ်ထွက်ချင်းဆိုင်ရာအရေပြားယောဂါတို့အဲ့ဒါတွေ side fight တို့เนาะဥယောင်ငန်းဖြားတို့ဖြစ်တာကောเนาะအဲ့ဒါအထူး view site ပို့လို့ရတယ်ဗျာเนาะအဲ့ဒါထဲလက်ငင်းကတော့ကိုကတော့လုံခြုံတဲ့နေရာမှာနေနေတယ်ဆိုပေမဲ့မလုံခြုံတဲ့ လူတွေအများကြီးပြနော်ငလင်တန်ကြောင့်မိုးကတဲနဲ့နေနေတဲ့လူတွေအထူးပြုဆက်ပြီးမှနေကြပါလို့နော်ကိုယ့်ရဲ့အောက်ခြေကိုထူးထူးခင်းကြပြနော်သူကရေဝတ်ပြီးမှကြောကုန်းကိုရေဆိုရင်လည်းလေဖြတ်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်လေနော်အဲတက်ကြီးရွယ်အိုတွေကလေးတငယ်တွေနော်နာမကျန်းတဲ့လူတွေအထူးပြုဆက်ဖို့လိုတာပေါ့နော်ဒီလိုမျိုးမိုးရွာလို့ရှိရင်တက်ရောက်မှုအားများတယ်ဗျာနော်အဲကြောင့်မို့အန်တီရဲ့အတိနဲ့တတိရှိဖို့ဗျာနော်ကျွန်တော်ကနည်းနည်းရှာရှည်လို့ဆိုတာပေါ့နော် မန္တလေးမြို့ဒုတိယကျိန်မြင်းငင်လင်ထက်လောက်တာခံရပါတယ်ဒီမှာမြင်းတွေ့အတဲ့အတိုက်ပေါ့နော်မြင်းငင်လင်လောက်တဲ့ချိန်ကျွန်တော်တို့ကွင်းပြင်မှာအကုန်လုံးထွက်ပြီးတော့သတိဝိရိယရှိစွာနဲ့နေနေကြတာတွေ့ရမှာပါမြုံတဲ့သူများကြော်သွားပါခင်ဗျာကျွန်တော်ဗီဒီယိုတော့ကျွန်တော်ဘာတစ်ခုမှမလိမ်သားပါဘူးခရုစိုက်ကြပါလို့ပြောချင်ပါမန္တလေးမြို့အကြောင်းအရင်သိကျင်နေတဲ့ခြားမြို့ကသူများအတွက်ဒါမန္တလေးတကြံမှာအကုန်လုံးမချောက်ဖုတ်ဖြစ်နေပါတယ် 6ကက်မိုးကျဆိုင်ဖွင့်လာတယ်မိုးကျဆိုင်မဖွင့်ဖွင့်ရင်မိတော့ဝင်လို့မိလို့မိတော့ဝင်လို့ဒါပြောတော့ငါပတ်စံတပြားမှာမပါ 6ကက်6ကက်ပြနေရမှလည်းဘယ်သူမှလည်းရေမပတ်ကြပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့အဲ့လိုဟောဒီလမ်းကြားလေးတွေကတော့ရေနေနေဆိုတော့ဒါအကြီးမားတို့လမ်းကြားကလေးလေးတွေပေါ့ကလေးလေးတွေကတော့ပြောပါစီဒါက Great Wall Hotel အခုချိန်ကြီးပိတ်ထားတော့မှာเนาะအခုချိန်ကြီးပိတ်ထားတော့မှာဒီတဲ့တဲ့ဟွာအနေဖြင့်